ားလုံးပဲမင်္ဂလာပါကျွန်မဒီနေ့က assignment coordination နဲ့ဒီ policy assignment coordination အကြောင်းကိုပြောပြမှာဖြစ်တယ်အဲ့တော့ assignment ဆိုတာကကျွန်မတို့ဒီ conjunction မှာပါပဲနဲ့ရေးတဲ့အရေးအတာမျိုးကိုပြောခြင်းဖြစ်တယ်ဗောနော်အဲ့တော့ policy ဆိုတာကတော့အများကြီးထည့်ပြီးတော့သုံးတာဗောဒီနှစ်ခုကိုကျွန်မတို့ရှင်းပြပေးမှာဖြစ်ပါတယ် အဲ့တော့အရင်ဦးဆုံးကျွန်မတို့ assignmented coordination ဆိုတာကဘာလဲပေါ့နော်အရင်ဆုံးရှင်းပြမယ်အဲ့တော့ assignmented coordination ဆိုတာက coordination လုပ်တာစေစမ်းညှိနှိုင်းပေးတာပေါင်းစပ်ဖွဲ့စည်းပြီးတော့ရေးတာဒါပေမဲ့ကျွန်မတို့ conjunction မပါဘဲနဲ့ရေးခြင်းဖြစ်တယ် နော်ကွန်ဂျန်ရှင်းကျွန်မ၃ခု၃မျိုးရှိတယ်ဆိုတော့ဒီ lesson လောက်တာပေးပြီးသားနော်ဒီ coordinating conjunction ဆိုရင်တော့ fan point ပေါ့နော်အတူကောက်ပြက်ကမှာ subordinating conjunction ရဲ့ပြီးတော့ဒီ correlated conjunction ဆိုပြီးတော့ဒီ three type of conjunction ဒီ video lesson လောက်တာပေးပါတယ်အဲ့တော့အဲ့ဒီ conjunction တွေထဲမှာမှာ coordinating conjunction of စုထဲက and or but ဒီစကားလုံးတွေကိုကျွန်မတို့နိပုံမှန်အားပြည့်စုံအဲ့ဒါတွေကိုထပ်ပြီးတော့မရေးပဲနဲ့ရေးတဲ့အရေးအသားမျိုး ျိုးကို assigned coordination လို့ခေါ်တယ်အဲဆိုရင်ဒီစက္ကလုံတွေကို congestion မပါဘူးဆိုကျွန်တော်တို့ဘာနဲ့ရေးလဲဆိုတော့ကအဲ့ဒီ congestion နေရာမှာ comma ထပ်ပြီးတော့ရေးတာပေါ့နော်အဲ့တော့ comma ထပ်ပြီးတော့ဒီ just opposition ဆိုတာရှင်တွဲပြီးတော့ဖော်ပြခြင်းဖြစ်တယ်အဲ့တော့ဒီအရေးသားကပို့ပြီးတော့ dramatic ဖြစ်တယ် dramatic ဖြစ်တယ်ဆိုတာကပြဆန်းဆန်တဲ့သဘောနော်ဒီခင်ချင်းပြသတာဇာကွက်ဆန်းညွန်တွေကိုဒီ ထင်ထင်ရှားရှားပြအောင်ပေါ်ပြတာမျိုးဒီ stylist စတိုင်ကြကြရေးတဲ့အရေးသားမျိုးကိုပြောချင်းဖြစ်တယ်အဲ့တော့ပို့ပြီးတော့ဓာတ်တွေကိုရေးတဲ့ခါမှာဆိုရင်ကျစ်လက်သိပ်သေးတယ်ပေါ့နော်အဲ့တော့ဒီမှာ ဒီ assignmentic coordination ပုံစံနဲ့ရေးလိုက်မယ်ဆိုရင်တို့ကဒီဖရတဲ့သူနားထောင်ရတဲ့သူအတွက်မြန်မြန်ဆန်ဆန်เนาะ first လည်းဖြစ်တယ်လို့ shift rhythm ဒီဒီဟန်ချက်ညီတယ်စီချက်ညီမှုကလည်းထက်ထက်မြက်မြက်ဖြစ်တယ်လို့ပြောချင်းဖြစ်တယ်အဲ့တော့ဒီလိုမျိုးအရေးအသားကကျမတို့ကိုဘယ်လိုမျိုးဒီ sense ကိုပေးလဲဆိုတာကဒီအရေးတကြီးဖြစ်နေတဲ့ကိစ္စမျိုးဒီ intensity ပေါ့เนาะဒီပြင်းပြင်းထန်ထန်စိတ်ခံစားချက်နဲ့ပတ်သက်ပြီးတော့ဒါမျိုးဖြစ်တာဒီ compression ပေါ့เนาะဒီတင်းတင်းကြပ်ကြပ်ကျမတို့ဒီအဲ့လိုမျိုး ဒီစိတ်ခံစားချက်ပိုင်းဆိုင်ရာပေါ့နော်လေးလေးနက်နက်ပြောချင်းတဲ့အခါမျိုးမှာဆိုရင်ဒီ congestion တွေထက်ပဲနဲ့ဒီတိုင်းဒီ assignment coordination ပုံစံနဲ့ရေးတယ်အဲ့တော့ဒီမှာ exam မှာဝဲကြလေးပေးထားတယ် she loved crying temper အော်အထမ်းပဲအဲ့တော့ကဒီမှာသူမရေတယ်တဲ့ပြီးတော့ငိုတယ်တဲ့ပြီးတော့တမ်းပဲဆိုတာကကျွန်တော်တို့ဒီတုံရေနေတာကိုပြောချင်းဖြစ်တယ်တော့ဒီရေမောတယ်အော်ငိုတယ်ပြီးတော့ခါမှာဆိုရင်ဒီတုံရေနေတယ်ဆိုတဲ့ဒီစကလုံးတွေကြာမှာကျွန်တော်တို့ဒီကအဒီ conjunction ပေါ့နော်အဲ့ဒါကိုထက်ပြီးတော့မရေဘူးပေါ့နော် coordinating conjunction တွေမရေဘဲနဲ့ဒီတိုင်းရေးလိုက်တာဒီမှာလည်းထို့အတူပဲ she run uh stumble film အဲ့တော့သူမပြေးတယ်တခလုံးတိုက်တယ်လဲကြတယ်ဒီစကလုံးတွေထဲမှာကျမတို့ ANDN เนาะဒီ conjunction ထပ်ပြီးတော့မရေးထားဘူးတို့အတူပဲ the room was dark silent suffocating အဲ့တော့အဲ့ဒီအခန်းကမဲမောင်နေတယ်တိတ်ဆိတ်နေတယ်အသက်ရှူကျစီတယ်เนาะဒါမျိုးပြောတယ်အဲ့တော့ရေးတဲ့အခါမှာကျမတို့ verb ဆိုရင်လည်း verb ပေါ့เนาะ equal important ဖြစ်တဲ့စကားလုံးဖြစ်ဖို့လိုတယ် adjective ဆိုရင်လည်းဒီမှာ adjective တွေဖြစ်နေဖို့လိုတယ် the report analyze culture identity ပါวะเนาะဒီမှာဆိုရင် ကျွန်တော်တို့ noun တွေကို ကျွန်တော်တို့ဒီရေးထားတာဒီ list လောက်ထားတာဒါပေမဲ့ဒီ conjunction မသုံးထားဘဲနဲ့ assignment coordination ပုံစံနဲ့ရေးတာထားခြင်းဖြစ်တယ်တို့အတူပဲ he felt anger fear relief or at once အဲ့တော့တစ်ချိန်နဲ့တစ်ချိန်တည်းမှာပဲသူ anger စိတ်ဆိုးတဲ့ဒီစိတ်ဆိုးမှုဒီ fear ကြောက်ရွံ့မှု relief စိတ်သက်သာရမှုဒါတွေကိုတပြိုင်တည်းခံစားရရတယ်ပေါ့เนาะအဲ့ဒါတွေကိုကျွန်တော်တို့ကဒီ နောင်ဆိုရင်လည်းနောင်တက်တက်เนาะ adjective ဆိုရင်လည်း adjective verb ဆိုရင်လည်း verb အဲ့ဒါတွေကို conjunction မပါဘဲနဲ့ comma နဲ့အစထိုးပြီးတော့ရေးတော့ကို assignative coordinating လို့ခေါ်ပါတယ်အဲ့တော့ဒီ assignment coordination ရဲ့ဒီ function ပေါ့နော်သူဘယ်လိုနေထားမျိုးမှာတုံးတယ်လဲပေါ့အဲ့တော့ကျွန်တော်တို့တုံးတဲ့အနေထားလေးတွေဒီမှာရေးပေးထားတယ် create speed ဒီစကားမြန်မြန်ဆန်ဆန်ပြောတဲ့အခါမျိုးမှာ agency agency ဆိုတာကအရေးတကြီးเนาะဒီအမြင်တလူဖြစ်နေတဲ့အခါမျိုး tension tension ဖြစ်တဲ့ဆိုတာကဒီတင်းမာတာပေါ့နော်ဒီအပြန်လန်ပြောဆိုနဲ့ကြားထဲမှာကျွန်တော်တို့ဒီတင်းတင်းမာမာပြောပြောတယ်ပေါ့နော်အဲ့ဒီအဲ့လိုမျိုးပြောတဲ့အခါမျိုးမှာဆိုရင်ဒီ congestion တွေထက်တယ်ဆိုရင်စကားလုံးကများသွားပြီးတော့ဒီအိုင်သွားတယ် ယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်ဒါတွေဖယ်ထုတ်ပြီးတော့ကြွားပြော he run stumble fall သူပြေးတယ်လဲအခလုံးတိုက်တယ်လဲသွားတယ်အဲ့ဒါတွေကိုကျွန်တော်တို့ conjunction မပါဘဲနဲ့သုံးတယ်ဒါကဒီ agency ဖြစ်တဲ့နေထောင်မျိုးမှာသုံးတာပေါ့နော်နည်းမြန်မြန်ဆန်းဆန်းပြောတယ်နောက်တစ်ချက်ကဒီ dramatic rhythm နော် the poetic effect ဒီပြဆက်ဒီဟိုခင်းတဲ့နေရာမျိုးမှာသုံးတဲ့ဒီအော်ပေါ့နော်ဒီအရေးသားတွေပြီးရခါမှာ poetic ဆိုတာကြပြအဲ့လိုမျိုးဒီကြပြစာပေရေးသားတွေမှာဆိုရင်လည်းဒီ assigned coordinate နေရှင်နဲ့ပုံပြီးတော့ရေးတယ်။ The night เนาะညကအဲ့ဒီညက Wasco Silent and Let เนาะဒီညအိတ်ဆက်ပြီးတဲ့အိတ်ဆက်နေတဲ့ပြီးတော့ကဒီ Silent တိတ်ဆိတ်နေတဲ့ and Let အဆုံးစားမရှိเนาะဒီရှေလွန်တယ်ပေါ့เนาะညတာရှေလွန်အာကြီးတယ်ဒီလိုမျိုးသူကပြောတာ။အဲ့တော့ဒါကိုသူကဖွင့်လွှတ်ပြီးတော့ရေးထားတဲ့အကြောင်းဒီ edge dit တွေကို coordinating ကိုညာရှင်းမှတ်ပါပဲနဲ့ဒီ comma တွေနဲ့အစားထိုးပြီးတော့ရေးပြသွားခြင်းဖြစ်တယ်။နောက်တစ်ချက်ကကျွန်တော်တို့ဒီ နဲ့ licks ပေါ့နော်ခုနကပြောသွားတဲ့ဒီ licks ဆိုတာကဒီရေးချရမဲ့စကားလုံးတွေနောင်းဆိုလဲနောင်း va ဆိုလဲ va adjective ဆိုလဲ adjective အဲ့ဒါဒီကို compress လုပ်တယ်ဆိုဖိတ်ပိတ်ပြီးတော့ပေါ့နော်ဒီရေးတဲ့အခါမျိုးမှာဆိုရင်ကျွန်တော်အထူးသဖြင့် academic writing တွေမှာ ဖော်ပြရောင်းမဲ့စကားလုံးတွေကအများကြီးရှိတဲ့အခါမှာကွန်ဂျန်ရှင်တွေထပ်ပြီးတော့မသုံးတော့ဘဲနဲ့ comma တွေနဲ့စာထုတ်ပြီးတော့ရေးခြင်းဖြစ်တယ်။အဲ့တော့ဒီမှာ exam ပေးထားတဲ့ test တွေဒီလေ့လာမှုက exam နဲ့ sensitive ပေါ့နော် culture identity power ဒီ culture ကို sensitive ပြီးတော့ identity နော်ဒီအထောက်အထားပြီးတော့ power ဒီဩဇာကြီးမှမှုအဲ့ဒါတွေကိုသူဒီလေ့လာမှုက exam နဲ့လုပ်တယ်။ဒီဒီဒီအကုန်လုံးဒီနေရာမှာဆိုရင် power identity culture ဒါတွေက noun တွေဒီ noun ဒီ list အခု လုံးကိုကျွန်တော်တို့ comma နဲ့ရေးထားခြင်းဖြစ်တယ်ပေါ့နော်အဲ့ဒါ list လောက်တယ်ဆိုတာက number တက်ပြီးတော့အာပေါ့နော်ဒီကျွန်တော်တို့ဒီ ရေးတာအခုကကျွန်တော်တို့ဒီ data horizontally ရေးထားခြင်းဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့ဒီအဲ identity အမျိုးအမည်အဲ့ဒါတွေရဲ့ဒီ equality နော်ညီညူညီမြောက်မှုကိုဒီ emphasize အလေးနဲ့ထားပြီးတော့သုံးတယ်ဒါပေမဲ့အဲ့ဒီ identity တွေရဲ့တစ်ခုနဲ့တစ်ခုကြာမှာကျွန်တော်တို့ linking wall လို့ခေါ်တဲ့ချိတ်ဆက်ပြီးတဲ့စကားလုံးမသုံးဘူးအဲ့တော့ဒါမှဆိုရင်ကြည်အောင် true အမှန်တရားရဲ့ beauty အလှပရဲ့ justice တရားမျှတမှုအဲ့ဒါတွေက define the concept ဒီအနှင်းသာရကိုသူတို့ကအဓိပ္ပာယ်ဖွင့်ဆိုတယ်အဲ့တော့ကျွန်တော်တို့တောင်းချောက်တွေးလာရတာက ားချက်ရဲ့နောက်မှာလိုက်လာတဲ့ဒီဟိုပါပေါ့နော်ဒီ noun တို့ဒီစားချက်ကပြုလုပ်တဲ့ var တို့ဒီအဲ compliment နေရာဝင်တဲ့ adjective တို့ adder တွေပဲရေးတော့မဟုတ်ဘဲနဲ့ဒီ subject နေရာကိုဝင်ပြီးတော့လဲเนาะ noun တွေကိုကျွန်တော်တို့စီတန်းပြီးတော့ရေးလို့ရတယ်ဒီမှာဆိုရင်အမှန်တရား noun beauty အလှပ noun justice တရားမျှတမှု noun ဒီ noun ၃လုံးကကျွန်တော်တို့ subject နေရာကို တယ် noun အစုအဝေးအဲ့တော့အဲ့ဒါကို noun phrase လို့ခေါ်တယ်ဒါပေမဲ့ conjunction မသုံးဘဲနဲ့ဒီတိုင်းရေးထားလိုက်တဲ့အတွက်ကြောင့်သူကို assignated conjunction ဒီ၃ခုရဲ့ဒီအလုပ်က define လုပ်ပေးတာဘာကို define လုပ်လဲ the concept ဒီဒီဟိုပါမနော်ဒီအနှစ်သာရနော် concept သဘောတရားကိုသူက define လုပ်ပေးတယ်လို့ပြောချင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ advanced ဝကြလေးတွေပေါ့နော်ဒီ assignment ဒီ coordination နဲ့ရေးထားတဲ့ဝကြလေးတွေလေ့လာကြည့်မယ်အဲ့ တော့ဒီမှာဆိုရင်ဒီအဖြစ်အပျက်เนาะဒီ ADHD တွေက sequence set တိုင်း set တိုင်းဖြစ်နေတယ်ဆိုတော့ဟိုဖော်ပြဖို့အတွက်လည်းသုံးတယ်အဲ့တော့ she open the door သူမတကားဖွင့်လိုက်တယ် step inside အထက်လှမ်းဝင်လာတယ် close it again ပိတ်လိုက်တယ် without a word စကားတခေါမှမပြောဘူးအဲ့တော့သူလှုပ်သွားတဲ့ action အဲ့ဒီ action တွေရဲ့ဒီ sequence ပေါ့เนาะဒီ set တိုင်းဖြစ်လာတဲ့ဒီ sequence set တွေကိုသူကဒီ assignment coordination နဲ့ comma တွေနဲ့သုံးသွားခြင်း ဖြစ်ပါတယ်เนาะဒီ conjunction and တို့ or တို့ battle ကိုမသုံးတာဘူးသူတို့ပဲ descriptive sprint တော့ဒီတောက်လျှောက်ကြီးဖြစ်နေတဲ့အရာကို describe ဆိုတော့လုပ်တဲ့ဆိုတာပေါ်ပြပေးတဲ့အခါမှာသုံးတယ်အဲ့တော့ exam မှာကြည့်မယ် the landscape အဲ့ဒီရှုခင်းပေါ့နော်ဒီ landscape မြေနေရာဒီရှုခင်းဒီဒီနေရာကတဲ့ဟိုကဖြစ်ပါတယ်တဲ့ barren barren ဆိုတာကမဖြစ်ထွန်းတာဒီမြုံနေတာဒီနေ့အဖြစ်ဘာပင်မှမပေါက်နေဘူးလို့ပြောခြင်းဖြစ်တယ် wind strap လေးရလက်တာတိုက်တယ်ပေါ့နော် unforgiving ဒီမမေ့ပြောင်းနိုင်လောက်အောင်ကိုမှဒီ ိုလူမျိုးလွန်တီးခေါင်ကြီးဖြစ်နေတာပေါ့နော်ထူးထူးခြားခြားဘာမှမရှိပဲနဲ့တခုခုအဲ့လိုမျိုးဖြစ်ပြက်နေတဲ့အရာကိုသူက descriptive ပေါ်ပြပေးတဲ့အနေအထားမျိုးမှာသုံးတယ်เนาะဒါမျိုးပြောခြင်းဖြစ်တယ်နောက်တစ်ခု emotion နဲ့ဒီ intensification ဒီစိတ်ပိုင်းဆိုင်ရာပေါ့နော်ဒီတအားကိုမှ intensification ဖြစ်တယ်ဆိုပြင်းထန်တာတအားကိုခံစားချက်တွေမြင့်တဲ့အခါမျိုးမှာဆိုရင်လည်းကျွန်တော်တို့ assignment ဒီ coordination နဲ့သုံးတယ် example ကြည့်အောင် he felt anger disappointment betrayal at all one တစ်ချိန်တည်းတစ်ပြိုင်တည်းမှာဒေါသလည်းဒေါသလည်းဖြစ်တယ် စိတ်ပြတ်အာရုံမှုလည်းသူဖြစ်တယ်လို့သိဆောင်ဖောက်ခံရတဲ့ဆိုတဲ့ဒီခံစားမှုမျိုးကိုလည်းတစ်ချိန်တည်းတစ်ပြိုင်တည်းเนาะ all at once တစ်ချိန်တည်းတစ်ပြိုင်တည်းသူကခံစားလိုက်ရသည်ဒါဒီ emotion နဲ့ intensification ကိုဖော်ပြဖို့အတွက်သုံးထားတယ် conjunction မပါနေဘူးနောက်တစ် academic เนาะဒီ formal writing တွေမှာလည်းသုံးတယ်အဲ့တော့ the model က integrate ဆိုတာ integrate လုပ်တဲ့ဆိုတာက combine ပဲပေါင်းစပ်ထားတာ theory ရဲ့ methodology ရဲ့ application အဲ့ဒါတွေကို into အဖြစ်သို့ပေါ့เนาะ cohesive framework cohesive framework ဆိုတာကဒီ cohesion ဖြစ်တဲ့ဆိုတာကဒီစီးလုံးညီညွတ်နေတာမျိုးပြောချင်းဖြစ်တဲ့ framework move on တကူအဖြစ်တို့ဒီဒီ model ကပေါင်းစပ်ထားတယ်လို့ပြောတယ်ဒါဒီကျွန်တော်တို့ academic ဒီဒီ writing မှာပေါ့နော်ဒီကျွန်တော်တို့သုတေသနလုပ်တဲ့ level မှာဆိုရင်ဒါမျိုးတွေတုံးတယ်နောက်တစ်ခုဒီ rhetorical effect တော့ rhetorical effect ဆိုတာကဒီနှုတ်ကနေပြီးတော့ဒီပြောဆိုတဲ့ ပမာမိတ်ကွန်းလိုမျိုးပေါ့နော်အဲ့လိုမျိုးဒီ speak အဲ့လိုနေထားမျိုးမှာဆိုရင်ကျွန်မတို့နှုတ်ထွက်စကားတွေမှာသုံးလေးရှိတယ်ဒီမှာကြည့်ရအောင် he came he saw he conquered သူလာတဲ့သူမြင်တဲ့သူသိမ်းပိုက်လိုက်တယ်အဲ့ဒါဒီဟိုကလေကျွန်မတို့ဒီဟိုဗာလဲ junior caesar เนาะအဲ့တော့အဲသူသူသူပြောတဲ့မိကွန်မှာဆိုရင် i came i saw i conquered เนาะဒီဟိုပါပေါ့အဲ့လိုမျိုးသူရဲ့မိကွန်ကအဲ့ဒါနာမည်ကြီးတယ်အခုဒီမှာဆိုရင် he came he saw he conquered အဲ့တော့ ကျွန်မတို့ဒီစာပြန်ဗာစာချက်ဗာစာချက်ဗာเนาะဟိုဗာကြီးအချင်းချင်းကော်မာခံတာနောင်အချင်းချင်းဒီကျွန်မတို့ဟိုကော်မာခံပြီးရေးတာအဲစီးတဲ့အချင်းချင်းပြအဲ့လိုမျိုးဝက်ကြအတိုလေးတွေကိုလည်းကျွန်မတို့ဒီ assignment နဲ့ coordination နဲ့ရေးလို့ရတာပေါ့နော် subject ပါ subject ပါ subject ပါเนาะဒါမျိုးပြောချင်းဖြစ်တယ်ပြီးတော့ literary တော့ literary ဆိုတာကဒီစာပေเนาะစာစာဟန်ပေဟန်နဲ့ပြောတဲ့အခါမျိုးမှာသုံးတယ်အဲ့တော့ဒီမှာ exam မှာပေးထားတဲ့ sheet တို့ဒီအရေးတွေကတဲ့ stretches လို့ဒီဟာစမ်းထွက်နေတာကိုပြောတာပေါ့နော် across the empty street ဒီတရားမှမရှိတဲ့လမ်းပေါ်မှာတဲ့ဒီအရေးကြီးတွေဟာတဲ့ဒီဖြာကြနေတယ်ပေါ့နော် long things racks လက်အဲ့တော့ကပင်ပင်ရှိရှိဒီ racks လက်ဆိုတာရိန်းထိုးနေတာเนาะမတိမငိမ့်ဖြစ်နေတယ် တဲ့ဒီ shadow အရေးတွေကလမ်းမှာတဲ့ဒီ structure ဖြစ်နေတယ်ဖျားထွက်နေတယ်ဟုပြောချင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ congestion ပါပြီးရေးတာနဲ့ congestion မပါပဲရေးတာနှစ်ခုကို comparison လုပ်မယ်နော် congestion ပါတာနဲ့ congestion အစကျွန်တော်တို့ comma နဲ့စားထူတာက assign တင်းနော်အဲ့တော့ congestion နဲ့အရင်ရေးကြည့်မယ် she was tired and frustrated အဲ့တော့သူမကတဲ့ tired ဖြစ်တယ်ပင်ပန်းနေတယ်ပြီးတော့ frustrated ဖြစ်တယ်ဆိုစိတ်ပြတ်အားငယ်နေ တော့ဒီ adjective နှလုံးကိုစာကြက်ရဲ့ feeling မို့လို့ ED ပေါင်းထားတဲ့ adjective เนาะအဲ့တော့ဒီ subject sorry ဒီ LGD နှလုံးကိုဒီ co ဟာနော် conjunction coordinating conjunction AND နဲ့တုံးပြီးတော့ရေးတယ်အဲ့ဒါက conjunction နဲ့ရေးတာ assignmentic coordination ရေးမဲ့ဆိုရင်တော့ကျွန်တော်တို့ဒီ LGD နှလုံးကို conjunction မပါဘဲနဲ့ comma နဲ့ရေးလိုက်တော့ she was tired frustrated နော်ညံလဲညံတယ်လို့ကျွန်တော်တို့ပို့ပြီးတော့လဲ intense ဖြစ်တယ်ပေါ့နော်ပြင်းတယ်ပြင်းထန်တယ်လေးတန်းပါလေတုံးကလာပို့မြင့်တာကိုပြောချင်းဖြစ်တယ်အဲ့တော့ဘလို့နေသားမျိုးမှာဒီ assignmentic ကိုရေးလဲဆိုတော့က concise ဖြစ်တာနော်ဒီတိုးတိုးတုတ်တုတ်ပြောချင်တဲ့အခါမျိုးမှာတော့ ပြီးတော့စကလုံးတွေအများကြီးမဖြစ်ပဲနဲ့ဒီ adjective ဆိုရင် adjective တက်တက် noun ဆိုရင်လည်း noun verb ဆိုရင်လည်း verb စာချက် verb စာချက် verb ဒီ short sentence ပေါ့နော်ဒီ random sentence လို့လည်းခေါ်တယ်အဲ့ဒါတွေစင်းလည်းအဲ့လိုမျိုးရေးလိုက်လို့ရှိရင်ကျွန်တော်တို့ကဒီစာဖတ်တဲ့သူနားထောင်တဲ့သူတက် stylish ဖြစ်တယ်နော်ဆွဲဆောင်မှုရှိတယ်စတိုင်ကျတယ်လို့ပြောချင်းဖြစ်တယ်အဲ့တော့ဒီမှတ်ထားရမှာကဒီ assignmentic coordination ဆိုတာကနော်ဒီဒီဟိုပါပေါ့နော်ကျွန်တော်အစစပြောခဲ့တဲ့ကဒီ poly sentence နဲ့ဘယ်လိုကွာတယ်လဲနော်အဲ့အဲ့ဒါလေးတစ်ချက်သတိထားပေးမယ်အဲ့တော့ကသူ့ကိုကျွန်တော်တို့ဘယ်လို နေသားမျိုးမှာ assignment ဒီ coordination ကိုတွေ့ရများတယ်ဆိုရင် fishing ်နော်ဒီ science fiction တွေပြီးတော့ journalism ဒီ journal ရေးတယ်ဆိုရင်ကျွန်တော်တို့ကဒီ row နဲ့ဒီ column နဲ့ဒီရတဲ့အနေအထားပုံမှာတူတူတုတ်တုတ်ကြည်ကြည်လေးလေးရေးရတဲ့အတွက်ကြောင့် assignmented coordination နဲ့ရေးလေးရှိတယ်ပြီးတော့ make one ပြောတဲ့အခါမှာတစ်ဖက်သားနားထောင်တဲ့သူရဲ့နားတော့ short ကနေဝင်သွားကျွန်တော်တို့တူတူတုတ်တုတ်လိုရင်းပြောမယ်ပြီးတော့ summarize လုပ်တဲ့ academic ပိုင်းမှာဆိုရင်လည်းရေးတယ်ပေါ့နော်အရှိပိုင်းမှာတော့ကျွန်တော်တို့ရေးလို့ရတယ်ဒါပေမဲ့ summarize လုပ်မယ်ဆိုရင်တော့ရှင်းရှင်းလင်းလင်းတူတူကြကြရေးဖို့လိုပါတယ် အဲ့တော့ဒီ assignmentative coordination ပြောပြီးသွားပြီဆိုတော့ဒီ polyassignmentative coordination ကြောင်းပြောမယ်အဲ့တော့ poly ဆိုတဲ့တခြားသူက multiple เนาะဒီ coordinating conjunction တွေအများကြီးကိုဝက်ကြတဲ့ကြောင်းထဲမှာထည့်ပြီးတော့သုံးတာကို polyassignmentative coordination လို့ခေါ်တယ်အဲ့တော့ဒီအသုံးများတဲ့ဒီ coordinating conjunction က and or no ဘောเนาะဒီစကားလုံးတွေကိုတွေ့ရမှာဖြစ်တယ်အဲ့တော့ဒီ polyassignmentative coordination ပုံစံနဲ့ဝက်ကြကိုရေးမယ်ဆိုရင်ကျမတို့ဒီ slower ဖြစ်တယ် ဒီဝကြကဒီထထမြက်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 ဆန်းဆန်းเนาะအဲ့လိုမျိုးမဖြစ်ဘဲနဲ့ နေသွားတယ်ပြီးတော့ heavier rather ဒီနောက်ထောင်ရတဲ့သူမှာပေါ့နော်ဒီ heavier ပို့ပြီးတော့လေးလံတယ်လို့ခံစားရတယ်ပေါ့နော်သူရဲ့ rather စီချက်ဟန်ချက်ညီမှုကလည်းပို့ပြီးတော့နှေးကွေးသွားတယ်ပေါ့နော်လိုရင်းရောက်ဖို့အတွက်ကျွန်တော်တို့အချိန်ပို့ပြီးတော့ပေးရတဲ့ပုံစံမျိုးဖြစ်တယ်အဲ့တော့ဒီ polycyanidic coordination ကဘာကိုဖြစ်စေလဲဆိုတော့ဒီလိုမျိုးသုံးလိုက်မယ်ကိုဒီ coordinating conjunction တွေအများကြီးကိုဝက်ကြတယ်မှာထပ်ပြီးတော့သုံးမယ်ဆိုရင်ကိုပြောချင်တဲ့အကြောင်းအရာကို emphasize ထားတာ အလေးနဲ့ထားကြောင်းသူက create ဖန်တီးတဲ့သဘောမျိုးဖြစ်တယ်ပြီးတော့ exaggeration ဒီချက်ကားပြီးတော့ဘောနော်ဒီထက်ပြီးတော့လေး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 မှန်မှန်နဲ့အေးဒီဒီကျွန်တော်တို့စဉ်းစားစဉ်းစားပြီးတော့ဘောနော်ဟိုဟာထက်ပြောဒီဟာထက်ပြောအဲ့လိုပုံစံမျိုးသဘောတက်ရောက်သွားတယ်ပြီးတော့ကဒီ emotional weight เนาะဒီစိတ်ခံစားမှုကိုလည်းပို့ပြီးတော့လေးခံစေတယ်အထူးသဖြင့် မတို့ဒီ traumatization ဖြစ်တဲ့ဆိုတာကပြဿနာခင်းတဲ့လူမျိုးပေါ့နော်ဒီဒီ conjunction တွေတုံးပြီးတော့ဒီစကားလုံးတွေထက်ထက်ပြီးတော့တုံးတဲ့သဘောမျိုးဖြစ်တယ်သူတို့ကလည်းအဲ့ဒါကလည်း ခံဆောင်စွာထင်ရစေတယ်ပေါ့နော် child likes ကလေးစံတဲ့ဒီဝေကြတဲ့ကြောင်းထဲမှာဒီ coordinating ကိုဉာဏ်ရှိတဲ့အများကြီးထပ်သုံးတယ်အဲ့ဒါကြောင့်ဒီကလေးစံနဲ့ပြီးတော့ဒီ vibrating vibrating ဖြစ်တဲ့ဆိုတာ vibrating ဆိုတာကတော့ကျွန်တော်တို့တမန်ကျမ်းစာထဲမှာရေးထားတဲ့ဒီရေးသားဟန်မျိုးထင်ရတယ်ပေါ့နော်ပြီးတော့ poetic ဖြစ်တဲ့ဆိုတာကကြပြာအရေးသားမျိုးဖြစ်တဲ့ intentionally ဥပါဝံမင်းဖြစ်တဲ့ဆိုတာရည်ရချက်ရှိရှိနဲ့လွှမ်းမိုးခြင်းတို့အတွက်လွှမ်းမိုးခြင်းတဲ့ပုံစံမျိုးတက်ရောက်တဲ့သူကဖြည်းဖြည်းမှန်မှန်လေးလေးကန်ကန်နဲ့နားထောင်တဲ့သူရ ဲ့နားတဲ့ကိုတလုံးချင်းတလုံးချင်းဝင်အောင်ပေါ့နော်ပြောတဲ့ပုံစံမျိုးတက်ရောက်သွားတဲ့အတွက်ကြောင့်ဖြစ်တယ်အဲ့တော့အိဇမ်မာဒီမှာကြည့်ရအောင် he run and stumble and fell အဲ့တော့သူမက he run အပေါ် she run သူပြေးတယ် and stand that ခလုတ်တိုက်တယ် and fell လဲကြသွားတယ်အဲ့တော့ပြေးတယ်ခလုတ်တိုက်တယ်လဲတယ်အဲ့ဒါတွေကိုဒီကျမတို့ဒီနားထောင်နေသူရမျက်လုံးတွေမှာကွက်ကွက်ကွင်းကွင်းမြင်လာအောင်အေးဒီဒါမျိုးပေါ့နော်ဒီ heavier ဖြစ်သွားတဲ့ပုံစံမျိုးပေါ့နော်လေးလေးကန်ကန်နဲ့တလုံးချင်းပြောတဲ့ပုံစံဖြစ်သွားတယ်နောက်တစ်ခု the room was dark and silent and suffocating အဲ့ဒီအခန်းကမဲမောင်နေတဲ့ and ပြီးတော့ silent တိတ်ဆိတ်နေတယ်ပြီးတော့ suffocate တယ်တက်ရှူလဲကြက်စီတယ်ဘောနော်ဒါဒီဒီအခန်းကိုသူကပုံဖော်နေတဲ့ပုံစံမျိုးဖြစ်တာဘောနော် dramatization လုပ်နေတာထို့အတူပဲ he bought သူဝယ်လာတဲ့ apples ပန်းတီးတွေ and oranges လိမ္မော်သီးတွေ and pear သစ်တော်သီးတွေ and grape စပြစ်သီးတွေအဲ့တော့ကျွန်တော်ဒါတွေအကုန်လုံးကိုဒီ coordinating ကွန်ဂျန်ရှင်အများကြီးထက်လိုက်တော့ဒီ weather က slower လည်းဖြစ်သွားတယ်ပြီးတော့ ရတန်ကလည်း heavy ဖြစ်သွားတယ်နော်နားထောင်နေသူကလည်းအော်သူဝဲလာတာလေးမျိုးတခါလည်းတန်းတိသွားတယ်မြန်မြန်ဆန်းဆန်းပြောပြောတာမျိုးဆိုရင်ကျွန်တော်တို့မှတ်မိချင်မှမှတ်မိလေအော်သူအသီးလေးဝဲတယ်ဒါပဲကျွန်တော်တို့နောက်ခေါင်းထဲဝင်မှာတလုံးချင်းစီပြောလိုက်ရတဲ့အတွက်ကြောင့်ဒါ heavy ဖြစ်သွားတဲ့ပုံစံဖြစ်တယ်ထို့အတူပဲ example for he felt သူခံစားရတဲ့ anger ဒေါသ and fear ကြောက်ရွံ့မှု and release စိတ်တမ်းတာယာရစီတယ်တဲ့ all fighting inside him เนาะသူရဲ့ဒီ သူအတွင်းစိတ်မှာဒီဟာဘာနော် fighting ဖြစ်နေတယ်သူကသူကိုဒီတိုက်ခိုက်နေရတဲ့အရာတွေအကုန်လုံးကိုသူကဒီမှာဇက်ဟာနော် drama တိုက်လို့လာဇက်ဇက်ပြဇက်လို့သူ skin ပြသွားဆိုတော့စိတ်ဆိုးတယ်ကြောက်ရွံ့တယ်ဒေါသထွက်တယ်ပြီးတော့ really စိတ်သက်သာရအောင်လည်းသူကရစေတယ်ဒါမျိုးပေါ့နော်သူခံစားချက်တွေကိုပြောခြင်းဖြစ်ပါတယ် ဲ့တော့ကျွန်တော်တို့ assignmentative coordination ရော poly assignmentative coordination ရောနှစ်ခုစလုံးပြောပြသွားပြီဆိုတော့ရှင်ရဲ့လေ့လာကြည့်မယ်နော်အဲ့ဒါ exam မှာပေးထားတဲ့နှစ်ကျောင်းနှစ်ကျောင်းစီရေးထားတယ်နော် exam 1 he solved the desk the drawers and the shelves ဲ့တော့သူကနော်ရှားဆော်ကရှားဖွေတယ်ပေါ့ကွယ်စက်ရေးစပွဲမှာလည်းရှားတယ်အန်ဇွဲတွေထဲမှာလည်းရှားတယ်လူစာအုပ်စင်တွေပေါ်မှာလည်းသူရှားတယ်အဲ့တော့ကျွန်တော်တို့ဒါဒီ article နဲ့ noun တွဲထားတဲ့အတွက်ကြောင့် noun phrase တွေဖြစ်တယ်အဲ့တော့ဒီ noun phrase တွေရဲ့အကြောင်းမှာကျွန်တော်တို့ comma နဲ့တုံးထားတဲ့အကြောင်းဒါဒီ assignment coordination ကောမမပါပဲね coordinating conjunction သုံးမယ်ဆိုရင်တော့ဒါက poly syntactic coordination လို့ခေါ်မယ်ပေါ့เนาะထို့အတူပဲကျွန်တော်တို့နောက်တစ်ကြောင်းကြည့်မယ် how vice war come steady final ဖြစ်တယ်အဲ့တော့ adjective တွေဒီမှာသုံးထားတယ် adjective သုံးလုံးကြားထဲမှာကျွန်တော်တို့ comma နဲ့ရေးတယ် comma နဲ့ရေးရတဲ့ကြောင့်ဒါက syntactic coordination ဖြစ်တယ် comma မသုံးဘဲနဲ့ coordinating conjunction ကိုသုံးလိုက်မယ်ဆိုရင်တော့တစ်ခုထက်မကပိုတဲ့အတွက်ကြောင့် poly syntactic coordination လို့ခေါ်မယ် ထို့အတူပဲနောက်တစ်ကြောင်း war brain destruction chaos loss เนาะဒီပျက်စီးဆုံးရှုံးမှုတွေဖျော်ဖျော်ပတ်တရားမိတ္တဖြစ်မှုတွေဆုံးရှုံးမှုတွေကိုဒီစစ်ပွဲကတည်လာတယ်အဲ့တော့ဒါကိုကျွန်တော်တို့ဒီ comma နဲ့ရေးတယ်ဆိုရင်တော့ assignment coordination comma မှာပါပဲ coordinating conjunction နဲ့ရေးမယ်ဆိုရင်တော့ ပိုလီဆိုင်တန်းတဲ့ coordination လို့ပြောတယ်အဲ့တော့သူတို့ကိုကျွန်တော်တို့ဒီဟောပေါ့နော်ဒီမှန်ရလွယ်အောင်ပြောမယ်ဆိုရင် assignmentin ဆိုတာကကွန်ဂျန်ရှင်းမပါဘဲနဲ့ရေးတာဖြစ်တယ်ပိုလီဆိုင်တန်းတဲ့ဆိုတာကဒီကွန်ဂျန်ရှင်းဒီတန်ပန်ဒဆက်ကဆက် joining word တွေကိုအများကြီးထည့်ပြီးရတခုတည်းမဟုတ်ဘူးနော်တခုထက်မကအများကြီးရေးတာကိုပိုလီဆိုင်တန်းတဲ့လို့ခေါ်တယ်အဲ့တော့ assignmentin နဲ့ရေးမယ်ဆိုရင်ဝေကြာကမြန်မြန်သက်သက်ထက်ထက်ဖြစ်မယ် clip ဆိုတာကတိုလဲတိုတော့ပြောနော် video short clip လေး တယ်ဆိုကျွန်တော်တို့ clip လို့ခေါ်တယ်ပေါ့နော်တို့အတူပဲဒီ poly sign တင်းနဲ့ရေးမယ်ဆိုဝကြကြီးက heavy ဖြစ်သွားတယ်စကလုံးတွေများတဲ့အတွက်ကြောင့်အိုင်သွားတယ်ဖျက်ရတဲ့သူလည်း slow ဖြစ်တယ်နှေးသွားတယ်ပေါ့နော်လိုရင်းရောက်ဖို့အတွက်သူကနှေးသွားတဲ့သဘောဖြစ်တယ်အဲ့တော့တုံးကာလာပေါ့နော်တန်နေတန်ထားနဲ့ပြောမယ်ဆိုရင် assignment တွေက efficient ဖြစ်တယ်ထီရောက်မှုရှိတယ် intense ပြင်းထန်တယ်ပြီးတော့ dramatic ဒီ drama စံနေဆိုတာပြဿနာပုံစံမျိုးဖြစ်တယ်သူလည်း drama စံတာပဲပေါ့နော်ဒါပေမဲ့ emotion ပို့ပြီးတော့ဖြစ်တယ်ဒါကြီးက emotion ဖြစ် ြစ်လို့ overwhelm မြင့်ဖြစ်တာလွှမ်းမိုးတယ်เนาะတစ်လုံးချင်းတစ်လုံးချင်းဒီနားထဲဝင်လာပြီးတော့ဒီ like ပြီးတော့ like ပါခံစားတဲ့သဘောမျိုးဖြစ်တယ်ပြီးတော့ deliberate ဖြစ်တယ်ဆိုတာကဒီ coming တခါဒီနားဝင်အောင်တလုံးချင်းအေးအေးဆေးဆေးပြောတဲ့ပုံစံမျိုးเนาะတမင်တကာရည်ရွယ်ပြီးတော့ပြောတာဖြစ်တယ် အဲ့တော့ assignment ဒီ coordination ကိုကျွန်တော်တို့ဘယ်လိုနေသားမျိုးမှာသုံးတာအများဆုံးတွေ့ရတယ်လဲဆိုရင် academic writing တွေမှာ summarize လုပ်တဲ့အခါမျိုး list လုပ်ပြီးတော့ရေးတဲ့အခါမျိုးမှာတွေ့ရတဲ့ fiction ပေါ့နော်ဒီ science fiction တွေမှာလည်းတွေ့တော့ပြီးရကောင်မှာဆိုရင် rhetoric rhetoric ဒီ writing ကမနေ့ပြန်တင်ပေးမယ်ပေါ့နော်အဲ့တော့ rhetorics ဖြစ်တဲ့ဆိုတာကဒီနှုတ်ထွက်စကားဒီအထူးသဖြင့်ဟိုဟိုနှုတ်နဲ့ပြောဆိုရေးတာ ပြောဆိုရေးသားတယ်ဆိုတော့သုံးလိုက်တယ်ဆိုတာကကြီးကျမတို့နှုတ်နဲ့ပြောဆိုတဲ့ဒီမိကွန်းတွေပေါ့နော်အထူးသဖြင့်အဲ့လိုမျိုးပြောဆိုတဲ့အခါမျိုးမှာဆိုရင်ဒီ rhetoric ပိုင်းနဲ့ရေးလေးရှိတယ်အဲ့ဒါလေးမနှက်ဖြန်တင်ပေးပါမယ်ဒီ polysynthetic ကြတော့ကျမတို့ storytelling ဇာတ်ကြောင်းတစ်ခုကိုပြန်ပြီးတော့ပြောတဲ့အခါမျိုးမှာသုံးတယ် public style ဆိုတာကခုနပြောတဲ့တမန်ကျမ်းစာထဲမှာရေးထားတဲ့ရေးသားလေးမျိုးပြီးတော့ dramatic emphasis အလေးနဲ့ထားပြီးတော့ drama ခင်းကျင်တဲ့အခါမျိုးမှာသုံးတယ်အဲ့တော့ဒီမှာဆိုရင်ဒီ adjective သုံးလုံးပေးထားတဲ့ cool dark silent ်ခိုတက် silence အဲ့ဒါကမြန်လဲမြန်လဲဒီတိုလဲတိုတယ်လူရင်းလဲရောက်တယ်အဲ့ဒါက assignment တဲ့အဲ့ဒါကိုမှကျွန်တော်တို့ policy silence တဲ့ရေးမယ်ဆိုတော့ coordinating ကိုကြမ်းချင်းနဲ့အများကြီးပါလာပြီးတော့ cool and silent and duck เนาะစသဖြင့်ဒါမျိုးတွေဖြစ်သွားတဲ့အတွက်ကြောင့်လေးလေးကန်ကန်နဲ့လေးလံသွားတဲ့ပုံစံမျိုးဖြစ်သွားတယ်ပေါ့နော်အလေးနဲ့ထားပြီးတော့ဒီ drama ခင်းကျင်တယ်ဆိုရင်တော့ policy silence ကိုတော့မြန်မြန်ထက်ထက်သွတ်သွတ်နဲ့သုံးကျင်တယ်ဆိုရင်တော့ assignment ကိုသုံးပေါ့နော်အဲ့တော့အဆင်ပြေမယ်လို့ယူဆပါတယ် die siebte Malchen